လိပ်ပြန်ပြောင်းလဲခဲရတဲ့ဆိုတဲ့အကြောင်းကိုဖြည့်ရှင်းလာခဲ့တဲ့ဇေယျထက်မင်းသားဇေယျထက်ဆိုတာနဲ့အသိမှမြမအနုပညာလောကထဲမှာထိုက်တန်းမင်းသားတယောက်ဖြစ်ရသည့်ခဲသူပါသူဟာမြမရုပ်ရှင်ဗီဒီယိုဇာကားပေါင်းများစွာကိုလက်ခံရိုက်ကူးခဲ့သလိုအနုပညာလုပ်ငန်းတွေကိုလည်း2010ခုနှစ်ကတည်းကဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ဇေယျထက်ဟာမင်းသားဆက်မလုပ်ခင်ကြော်ညာရိုက်ကူးရာကနေလူပြည်များလာခဲ့တာဖြစ်ပြီးတော့အချိန်တိုတိုနဲ့အောင်မြင်လာခဲ့တာဖြစ်ပါတယ် ကိုပဲနဲ့တိုင်းရင်ပြည်ရင်မတင်ငင်တဲ့နောက်မှာတော့ဇီရဲထက်ဟာအနှစ်ပညာလောကကနေပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ဇီရဲထက်နဲ့ခေပြိုင်မင်းသားတွေကတောင်မှအနှစ်ပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီးတော့အင်တာဗျူးတွေဖြေနေချိန်မှတောင်ဇီရဲထက်အနေနဲ့ပျောက်ရှင်းမလားပျောက်နေတာဖြစ်ပါတယ်။မြောင်များစွာသောပရိသတ်တွေရဲ့အရှိကိုပိုင်ဆိုင်ထားချိန်မှာရုတ်တရက်ပျောက်သွားတာနဲ့ပတ်သက်ပြီးတော့ဇီရဲထက်ရဲ့ဖန်များဟာစောင့်မျှော်နေတာဖြစ်ပါတယ်။ဒါပြင်ဇီရဲထက်ဟာပိတ်သက်တွေနဲ့ယင်းဤအောင်အလှတပ်ပုံတတတခုစာတကြောင်းမှ ဘာမှမရေးထားခဲ့တာကြောင့်ဇီးရက်ထက်ဘာလုံးနေလဲဆိုပြီးတော့သိချင်နေတဲ့သူတွေဟာတဖွားဖွားဖြစ်နေကြတာဖြစ်ပါတယ်ဇီးရက်ထက်ဟာတချိန်ကယောက်ျားပီတာတဲ့သူတွေဖြစ်ပေမဲ့နောက်ပိုင်းမှာတော့ပြင်းရင်ပြင်းရင်ဖြင်ချော်သွားခဲ့တာ ဖြစ်ပါတယ်အနည်းပညာလောကမှာပါရမီရှိပေမဲ့လည်းနောက်ပိုင်းမှာအနည်းပညာအလုပ်တွေထက်အလှပကိုတာအယုံဆိုင်နေတဲ့အပြင်ရုပ်ဆောင်အလုပ်တွေကိုပါရနာခဲတာကြောင့်နှမျောတတာဖြစ်ခဲ့ကြရပါတယ်။လွန်ခဲ့တဲ့လနဲ့ငယ်လောက်မှာတော့ ဇေယထရဲ့ပုံနှပုံဟာဗိတ္တတိကြားမှာပြန်နှံလာခဲ့ပါတယ်။အဆိုပါပုံမှာဇေယထရဲ့မျက်နှာဟာခွက်ဆိတ်ပြပြင်ထားသလိုဖြစ်နေခဲ့တာဖြစ်ပြီးအသားတွေကလည်းအရင်ကထက်တပလက်ဖြူဖွေးနှုတ်ဖက်နေတဲ့အပြင်ထိတဲ့တွေးရစရာတောင်မှမရှိတဲ့အသားရည်ဖြစ်နေခဲ့တာဖြစ်ပါတယ်။အစစ်ခံအလှူငွေတွေနဲ့နာမည်ကောင်းဝင်ယူနေတဲ့ဖြူဖြူထွေးကိုတရားစွဲတော့မဲ့အလှူရှင်ဖြူဖြူထွေးကတော့ နားချိန်တောင်မှရှိတဲ့အထိနေတိုင်းဖျော်ဖြေပေးနေရတာပဲဖြစ်ပါတယ်။ဒီကလမှာနာမည်ကြီးအနုပညာရှင်တွေတောင်အလုံမရှိတာကြောင့်နားနေကြရပေမဲ့အဖြူဖြူထွေးကတော့ရိုက်ကူးရေးတွေအပြင်ဖျားပွဲအလှူပွဲတွေမှာနေ့စဉ်ရစ်ဆက်တရှင်းလိုက်ဆိုနေရတာကြောင့်တချို့အနုပညာရှင်တွေဆိုရင်ဖြူဖြူထွေးကိုမနာလို့ဖြစ်ခဲ့ကြရပါတယ်။ဖြူဖြူထွေးရဲ့ငွေငွေကလည်းအရင်ကထက်အနှက်ဆက်ပိုတိုးလာခဲ့ပြီးပွဲငှားသူတွေအနေနဲ့ဖြူဖြူထွေးကိုငှားရှင်ရင် တညကိုတင်းရရှိအထိပေးရတယ်လို့လည်းသိရပါတယ်ဖြူဖြူသွေးဟာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးဆယ်လီတယောက်ဖြစ်တာကြောင့်သူဖြော်ဖြေတဲ့ပွဲတိုင်းဟာတိတ်ကြိတ်တို့စီကားခဲ့ပြီးဖြူဖြူသွေးကလည်းတစ်ကြွတဲ့ performance တွေနဲ့အမြဲတမ်းတင်ဆက်လေးရှိတာလည်းဖြစ်ပါတယ်ဒီလိုပွဲစစ်တွေများလွန်းတာကြောင့်လည်းပြီးခဲ့တဲ့ရက်ပိုင်းကဖြူဖြူသွေးတယောက်ကြားမရည်ထိခိုက်သွားခဲ့ပြီးဖြော်ဖွေပွဲတစ်ခုမှာတင်ပဲအရေးပေါ်စေကူတာမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။အားသေးတောင်တွင်ခဲ့ရပြီးဆီယန်ဝန်က အချိန်တော်ကြာအနားယူဖို့တိုက်တွန်းခဲ့ပေမဲ့လည်းဖြူဖြူထွေးကတော့နားမထောင်ခဲ့ပဲစင်ပေါ်မှာဆက်ပြီးခုံပေါက်ကပြနေဆဲပဲဖြစ်ပါတယ်။ဒီမတ်ကိုရှစ်တဲ့သူတွေကတော့ဒီမတ်အတွက်စိုးရင်ခဲ့ကြပေမဲ့အဲ့လိုတကြွလန်းဆန်းတဲ့ပုံစံဟာဖြူဖြူထွေးရဲ့ပင်ကိုယ်စရာကြီးဖြစ်တာကြောင့်ဒီမတ်အနေနဲ့ပြပြင်ပြောင်းလဲဖို့ဆိုတာဘလို့မှမဖြစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နာမည်ဆက်ကြီးလာတဲ့အချိန်ကလေးကဝေဖာမှုတွေကိုတောက်လျှောက်အင်ဆိုင်လာခဲ့ရတာလည်းဖြစ်ပါတယ်။တီချူပေးတဲ့အတွက်လည်းအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရှင်။